ရှိတော့ငလင်းတန်းခန်းထဲမှန်းလေးမှာဖြစ်နေတာနော်တကယ်အောချတယ်လူအများပြားကြေကွဲခံစားနေရချေပျော်နိုင်တဲ့လူတစုမပြောချင်းမိမဲ့လေအမုန်းခံပြီးပြောရအောင်မယ်အမားပါခဲ့ရင်အခုကလေးကတောင်းမှပါတယ်ငလင်းတန်းကြောင့်မန္တလေးနဲ့စကိုင်းမှာပြက်စီးဆုံးဆုံးမှုတွေများစွာဖြစ်နေတာတနိုင်ငံလုံးတင်မကတကဘာလုံးကတည်တယ်တိတိချင်းမဲ့နိုင်ငံအများစုက ကိုယ်နိုင်ငံအထက်ကိုလာပြီးကုညီကယ်ဆယ်မှုတွေလုပ်နေတယ်ဒါကိုကိုယ့်အိမ်မှာဖြစ်နေတဲ့အရေးကိုဂယုမဆိုင်တဲ့အပြင်ဆင်လောင်းလဲပြီးစောင်းပေါက်တွေနဲ့ကားခုံပျော်မြူးနေကြတဲ့လူကွာစာတွေကလည်းရှိသေးတယ်မင်းတို့မဆက်ကြဘူးလားကျွန်တော်ဒါမန္တလေးမှာတော့တကယ်မန္တလေးမှာဟုတ်ကျွန်တော်ဖြစ်နေတာဒါမန္တလေးမြို့မှာပဲဒါမန္တလေးမှာပါလက်ရှိထားပါတော့ဆင်ပြူးမဲရက်ကိုတတ်မှတ်ထားလို့ရက်ဆွေးလို့မရဘူးဆိုရင်တော့တူတူတိတ်တိတ်လုပ်လို့မရဘူးလားကြည်ကြည်ကြဲကြဲလုပ်ပြီးမျိုးပတ်လဲပြမှာဆင်ပြူးလို့ရမှာလား ဗုဒ္ဓဘာသာဖြစ်နေလို့သာပဲကိုချင်းစာစိတ်ဆိုတာဘာမှမသိတဲ့ဟာတွေမြင့်မြတ်တဲ့တာသနာပေါင်းကိုတွတ်တွင်းနေဆိုတာကသပင်ရိပ်ပြီးရင်တရဏဂုံကိုနိနစ်ကကပိပိတတဆိုပြီးရင်သင်္ကန်းစီဒီလောက်ဆိုရပြီကြံတဲ့အဆောင်ရောင်မြင်းတွေနဲ့ဆိုင်အလပတွေကမြင့်မြတ်တဲ့စီကိုမရောက်ဘူးအလအပကိုမတ်တာရဲ့ဂုံစာချင်တာနဲ့ပဲငရေကြမှာတိုင်းမိတပီရဲ့ကိုးကွယ်ယုံကြည်မှုဆိုင်ရာအစင်တန်းဆိုတာဘာသာရေးအဆောင်အုံတွေဘလောက်များလဲအလူအတန်းတွေဘလောက်များလဲဆိုတာနဲ့ဆုံးဖြတ်ရမှာမဟုတ်ဘူး အဲ့ဒီတိုင်းပြည်မှာနေတဲ့လူတွေနဲ့ကိုးကွယ်ယုံကြည်သူတွေမှာကိုကျင်းစာတရားတွေဘလောက်ကောင်းလဲမြစ်တာဂယုဏမုဒိတာတရားတွေဘလောက်အာကောင်းလဲဆိုတာနဲ့တိုင်းတာရမှာအခုလို့ပုံစံနဲ့ကတော့ကညာညာဘာသာရေးသမားတွေနဲ့ဘာသာရေးအာသာဖြစ်တဲ့ကိုးကွယ်သူတွေလို့ပဲတတ်မှတ်ရမှာပဲဒီကြတဲ့ဂျပန်ကဟာတချို့ကလည်းရှိတယ်မြန်မာမှာငလျင်လောက်တာငါတို့ကဂျပန်မှာဘာဖြစ်လို့လဲဆိုတာကသိသေးတယ် မင်းတို့လိပ်ပြလုံနေဆိုရင်မင်းတို့ဘာသာနောက်ွက်မှာပြောကြ။လိုင်းမော့တင်ပြီးမျက်နှာပြောင်မတိုက်နဲ့။အခုပြောနေတာဂျပန်ကဟာရီကိုပဲမဟုတ်ဘူး။ဟောဘာဖြစ်လဲ။မြန်မာနိုင်ငံမြင်ပြီးဟိုတည်းဂျပန်ရောက်နေလေ။နိုင်ငံအသီးသီးမှစီးကြတဲ့သူတွေလည်းကိုယ်အိမ်ကနာရီကိုမကူညီခြင်းနဲ့ပြောချင်းရင်ကွဲရမှာပြောကြ။လိုင်းမော့မတင်နဲ့။မင်းတို့မလို့မဆက်တာ။တခြားနိုင်ငံကနေကိုယ်နိုင်ငံအထီးကိုလာပြီးတော့လူတွေရဲ့အသက်ကိုကဲတင်ဖို့ကူညီနေတဲ့ပညာရှင်တွေမင်းတို့ရဲ့လုံရက်တကူမြင်ရင် သူတို့နေရာမှာငါသားဆိုရင်လှည့်ပြတ်မသွားတာကံကောင်းမုံပြင်းထဲမှာအခုချိန်ဒီပွဲလန်းသမင်တွေရှိတော့ပျော်ပါလို့ကောင်းတော့မင်းတို့မဆက်ကြဘူးလားဒီဗီဒီယိုအတွက်ကတော့ဒီလောက်ပဲဆက်ပြောရင်တော့အမားတွေထပ်ပါမှာဆိုလို့ပါ ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့လည်းငလျင်ဘေးအတွက်အလူထဲချင်တယ်ဆိုရင်လည်းအမှန်တကယ်မြေပြင်မှာလှုပ်ဆောင်နေတဲ့ပရိုက်ဒါအဖွဲ့တွေစီရောက်အောင်လှူဒန်းကြပါဒါမှမိမိရဲ့အလူငွေတွေက အလေအလွတ်မရှိမှာပါကျွန်တော်လူမခံပါဘူးထပ်ပြောမယ် ကျွန်တော်အလူမခံပါဘူးအကောင့်အတုတွေနဲ့အလူခံနေတာတွေရှိတယ်တေချာစီစစ်ပြီးမှလှူကြပါဗီဒီယိုလေးကိုအဆုံးသတ်ပါတော့မယ်လက်ရှိခံစားနေရတဲ့ငလျင်ပေးမှအမြန်ဆုံးကြော်လွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်